တို့တဲ့ခင်မိနေတဲ့မြမပြည်ကြီးမှာသိချေရဲသင်လေးတမို့သာစီဘူးတလာတဲ့နဲ့သာလည်းမခွဲခွာသူအလုံးနဲ့ခင်မိဆုံးမှာသုံးရကြာကျင်းပခဲ့တဲ့မြန်မာနိုင်ငံရဲ့အကြီးအကျယ်ဆုံးသောနိုင်ငံတကာဖက်ရှင်သတင်းပတ်2015ကို February 10ရက်နေ့ညမှာပဲအောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့ပါတယ်။အပြောင်းအလဲတွေနဲ့အတူ မြမဖက်ရှင်လောကရုံးကန်ရအောင်မယ်လို့ဘသူပြောတာလဲ။ဘာကြောင့်ပြောတာလဲ။ပြည်တွင်းကရိုးရာကျိပိတ်ဆရီနဲ့နိုင်ငံတကာကိုမြမဖက်ရှင်ဆိုတာခိုးဖောက်ခြင်းကြပါမယ်။ဤပညာလိုအပ်ချက်ကြောင့်ပြည်တွင်းပိတ်တွေရေလျှော်မခံတာပိတ်ဆအများစုကြီးပကနေမှားယူနေရတဲ့အခြေအနေမှာပဲရှိသေးတယ်လို့ဖက်ရှင်သတင်းပတ်စီစဉ်သူဂျွန်လွင်ကထောက်ပြပါဗျ။ပြည်တွင်းပိတ်ဆရီအရေးသွေးမှီဖို့ဤပညာရှိလာမှာပဲဖက်ရှင်လောကတိုးတက်နိုင်မယ်လို့ဆိုပါတယ်။ အခုလည်းလောဆယ်မှာလည်းကျွန်တော်မထိုးဖောက်နိုင်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စီက professional ဖြစ်မှုကနည်းနည်းလေးလိုအပ်နေပါသေးတယ်အဲဒါကြောင့်မို့ကျွန်တော်တို့တွေကတော့မထိုးဖောက်နိုင်ဘူးတို့ကကျွန်တော်စီလာထိုးဖောက်ဖို့ခံအားဖို့ထိုင်ဆောင်နေကြတာပါတလောကလုံးမြန်မာနိုင်ငံမှာအရန်ထိုးဖောက်ခြင်းနေပြီမဲ့ကျွန်တော်တို့မှာပိတ်ဆအနေထားရလဲခက်ခဲတယ်ကျွန်တော်မြန်မာပြည်တွင်းပြည်ပိတ်ဆတွေရလဲချိတ်တယ်ဆိုရေလျှော်လို့မရအဲ့လိုမျိုးလေးပေါ့နော် technique ပညာဒီကျွန်တော်တို့အတွက်အများကြီးတိုးတက်ဖို့လိုပါတယ်ကျွန်တော်လုံးနေတဲ့ချိတ်လုံငန်းကိုတိုးတက်အောင်ပညာရှင်တွေရှိမဲ့တို့ကိုဖိတ်ခေါ်ပြီးတော့ဒီမှာ seminar တွေလုပ်ပေးတယ် ါညာဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့ fashion industry ကအများကြီးတိုးတက်ဖို့လိုပါတယ်။ loyal link တခုလည်းဝယ်လို့မရအောင်အများတိုင်းဒီလိုနိုင်ငံတွေမှာသွားဝယ်နေရတော့ကျွန်တော်တို့ကဘယ်လိုလုပ်သွားပြီးထိုးဖောက်မှာလဲ။သူတို့စီကဝယ်ထားတဲ့ပိတ်ဆောက်ကိုကျွန်တော်ချုပ်ပြီးပြန်ပြတော့သူတို့ကကျွန်တော်တို့စီကဝယ်မှာလား။ကိုတိုင်းပြည်ထွက်တဲ့ပိတ်ဆောက်ကိုကျွန်တော်တို့ improve ဖြစ်အောင် method တွေ technique တွေတည်ရမှာအလိုတွေနဲ့ကျွန်တော်တို့တိုးတက်အောင်လုပ်မှာကျွန်တော် fashion industry ရဲ့တိုးတက်လာမှာဖြစ်ပါတယ်။နေပေတီတီမှာ professional ဖြစ်မှုဆိုတဲ့အပိုင်းလိုအပ်ချက်တွေရှိနေစေမို့ပြပထိုးဖောက်ဖို့ထက်ပြပကနေ ကိုပြည်တွင်းကိုလာပြီးထိုးဖောက်တာကိုတရောကလုံးထိုင်ဆောင်နေတဲ့အနေထားပါလို့ဆိုပါရယ်တတိယအကြိမ်ကျင်းပတဲ့မြန်မာ International Fashion Week 2015မှာတော့ပြည်တွင်းကဒီဇိုင်နာတွေအပြင်ထိုင်းနိုင်ငံဒီဇိုင်နာတွေနဲ့အတူနာမည်ကျော်အဝတ်ထည်ကုမ္ပဏီတွေဖြစ်တဲ့ Bosni Aura အမှတ်တံဆိပ်တွေပါဝင်ခဲ့ပါရယ်ဥရောပထိုင်းစတဲ့နိုင်ငံတကာမော်ဒယ်နဲ့ပြည်တွင်းက Model 120ကျော်ပါဝင်ခဲ့ပါရယ် February 6ရက်ကနေ7ရက်နေ့ထိဒဂုံ City 1မှာ3ရက်ကြာကျင်းပခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုလည်းအမြင့်ဆုံးရခဲ့ပါတယ်။မြမဖက်ရှင်လောကနှစ်နှစ်အတွင်းတိတိတသာတိုးတက်လာပေမဲ့ဒေတာရင်းနိုင်ငံတွေကိုမှီဖို့ကကြီးမားတဲ့စိန်ခေါ်မှုတွေရှိတယ်လို့ပြောလာသူကဒီဇိုင်နာမင်းခန့်မှာဖက်ရှင်လောကတိုးတက်ဖို့ပြည်သူတွေလည်းဖန်တီးမှုနောက်စီးမျောဖို့လိုသလိုနိုင်ငံရေးစီးပွားရေးရာသီဥတုတွေပေါ်လည်းမူတည်ပါတယ်လို့သူကပြောပါတယ်။ အကောလုံးကဖွင့်ပြိုးဖို့အတွက်ပေါ့နော်ဒီလူတွေကအရင်ရေးကြည့်ရပေါ့နော်သူတို့ကလည်း follow like မှာဖွင့်ပြိုးမှာပေါ့နော်လူတွေကတော့တော်တော်လူစီရပေါ့နော်ကျွန်တော်တို့လည်းအခုမှကျွန်တော်တို့အမြန်မာပြည်ကအခုမှဖွင့်ပြိုးလာတာပေါ့နော်အခုမှ third country တွေ neighboring country တော့ third country တွေကျွန်တော်တို့အခုမှ investor တို့ for mobile ရှိရဆိုတော့နင်းနေတော့ကြာအောင်မယ်လို့ထင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဆိုရင်ဒီ search တွေလုတ်ပြရဲကျွန်တော်တို့ with the ဆိုတော့လူတွေအကုန်လုံးလည်းသိအောင်ပေါ့နော် with the it's okay ဝင်လို့ရတယ်ကို fashion ရှိရမယ်ကို style ရှိရဘာဖြစ်လဲဘာမှ you know အဲ့မှာဖွင့်ပြိုး